ာနိုင်ငံရဲတပ်ဖွဲ့ကတော့လုံနေပါတယ်တော်တော်လေးတော့လုံနေကြတယ်နောက်တစ်ခုကသူတို့လက်ခက်ခဲတော့ရှိတာပါဗျာနော်ဘောဆိုတော့ကျွန်တော်တို့နိုင်ငံကလည်းလက်ရှိနေထိုင်ရဟိုဒီမိုကရေစီစပြောင်းတော့သူတွေကနည်းနည်းအမြင်လေးတွေဆိုတော့နော်အဲ့ဒါနဲ့ဟိုဖိနေရတော့ဖိနေတယ်လို့ ဒီလိုနိုင်ငံမှာလည်းဒီလိုလုံခြုံမှုကြီးနိုင်မယ်။ဒီကေကိုတို့ဖိုင်အောင်နေချိန်မှာအမှန်တကယ်ကိုညီမီးရဆင်ဆိုရဲဆောင်းပုတ်တိုင်းကိုညီမှုတွေပေးနိုင်မယ်။ချွတ်ချီရအောင်လုပ်နိုင်မယ်။ရဲတော့ဖွဲ့ပြီးလူရှိပါတယ်လူလည်းလူရှိပါတယ်အဲ့လိုမျိုးလည်းဖြစ်နေတာ။ရဲတော့တော်တော်လုံးမကောင်းလာတာ။ဒီသူနဲ့ကုလတီကိုလုံးဝအဆင်မကတ်သေးတာ။ဘာကြောင့်သူတို့ကဒီသူကိုကူညီပြဆင်ဆိုပေမဲ့က နှိမ့်ဆက်ထားပုံများနေအဲကြောင့်ဤသူရဲ့မြေတားကိုသူတို့ပြတိမရသေးဘူးမပြရရဲ့ဘယ်လိုမြင်လဲဆိုတော့အအခုလောလောဆယ်အနေမှာပေါ့နော်သူတို့ကဒီနိုင်ငံရဲ့ဒီလူကြီးတွေရဲ့ရေဆွေးရအုပ်ချုပ်မှုအောက်မှာပဲသူတို့ကနေရတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်သူတို့ ပိုင်ပေါ့နော်အဲဒီရက်တက်ဘွဲအနေနဲ့ဆုံးပြပိုင်ခွင့်တွေကသူတို့မှမရှိတဲ့အတွက်အဲ့တော့သူတို့ကလုတ်ချင်ပေမဲ့လည်းပြည်သူတွေအတွက်တစ်ဖက်ကပါဝင်ပြီးတော့လုတ်ချင်ပေမဲ့လည်းအထက်လူကြီးတွေရဲ့အဖွဲ့အစည်းတွေရဲ့အဆင့်ဆင့်အမိန့်နာခံပြီးတော့သူတို့ကလုတ်ရတဲ့အတွက်အဲပြည်သူတွေနဲ့တော့တစ်ထပ်တည်းမကြသေးဘူးပေါ့လူတို့ကိုကြီးလာကြတာလည်းဘယ်လိုကြလဲလူတို့ပြောပြပါဦးဘယ်လိုပုံစံလဲပေါ့အခုပြည်သူပြည်သားရဲ့အဲ့လိုမျိုးဖြစ်နေတဲ့အချိန် တို့မျိုးသူတို့ကူညီတာကြိုက်ကျွန်တော်တို့ကျွန်တော်မြင်တာတော့အင်အားလိုတယ်ဗျာ။ကျွန်တော်တို့နိုင်ငံအနေနဲ့လည်းအင်အားလိုပါဘူးလို့ပြောမယ်။ဖွဲ့စည်းပုံနဲ့ကျွန်တော်တို့တိုင်းပြည်မမြောက်ဘူးတဲ့။ဟုတ်အဲ့လိုကျွန်တော်ဒီ50နှစ်ပြည့်လည်းမရသေးဘူး။သူတို့အခုစူးစမ်းတယ်စူးစမ်းပေမဲ့လည်းသူတို့စူးစမ်းတာကဒီပိုင်းဖြစ်နေတယ်။အဲစူးစမ်းတာတဲ့ဒီသူ ဒီအစိုးရဘက်ကနေပြီးတော့သူတို့ကအစိုးရဘက်ကပြီးလိုက်နေတော့တရောက်ချောက်လုံးကပြည်သူ့ရဲ့မျက်တောင်မရဘူးခင်ကျင့်ကြံတာကျွန်တော်တို့ဒီတည်သူတွေအနေနဲ့ကလည်းဒီရဲနဲ့တည်သူဆိုတာအငြင်းနဲ့ဒီထိတွေ့နေတာလေနေ့စဉ်နေ့တိုင်းအငြင်းထိတွေ့နေတော့ဒီလိုထိတွေ့တဲ့အချိန်မှာဒီတည်သူတွေရဲ့လိုအပ်ချက်ကိုသူတို့အပြည့်အဝမစွမ်းဆောင်နိုင်တဲ့အတွက်တည်သူတွေရဲ့ထောက်ခံအားပေးမှုကိုဒီအချိန်မှာတော့သူတို့အပြည့်အဝတော့မရရှိသေးဘူး